မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ဘယ်လာရုစ်နိုင်ငံကသတင်းစာရှင်းလင်းပွဲအတွင်းဆန်ရှင်နဲ့ဆော့ဝဲဆိုတဲ့အင်္ဂလိပ်စကားလုံးနှစ်ခုကိုတေချာနားမလည်ပဲအတိတ်ပဲတလွဲတွေကိုရန်တမ်းပြောခဲ့တဲ့အချက်ဖတ်မင်းအွန်လိုင်းကမြန်မာနိုင်ငံမှာမတိငိမ့်တဲ့နေရာတွေဟာပညာတက်မြောက်မှုအားနည်းလို့အကြမ်းဖက်မှုတွေလုပ်နေတဲ့ဆိုပြီးပြောဆိုလာပြန်ပါတယ် ကုလသမဂ္ဂနဲ့အာဆီယံကမြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေရပ်ဖို့ထပ်ခါတလဲလဲတောင်းဆိုနေတဲ့ကြားကမြန်မာနိုင်ငံအခြေအနေဟာပုံမှုဆုတ်ယုတ်လာပြီးပြည်သူတွေရဲ့ဒုက္ခဆင်းရဲမှုတွေဟာအဆိုးရွားဆုံးဖြစ်လာနေတယ်လို့တမ္မကြီးဦးကျော်မိုးထွန်းကကုလအစည်းအဝေးမှာပြောသွားတဲ့သတင်းပါပဲ။နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဘယ်လာရုစ်နိုင်ငံကသတင်းစာရှင်းလင်းပွဲအတွင်း ဆန်ရှင်နဲ့ဆော်ဝဲဆိုတဲ့အင်္ဂလိပ်စကားလုံးနှစ်ခုကိုတေချာနားမလဲပဲအတိတ်ပဲတလွဲတွေကိုရန်တမ်းပြောခဲ့တဲ့အကြံဖတ်မဲအောင်လိုင်းကမြန်မာနိုင်ငံမှာမတည်ငြိမ်တဲ့နေရာတွေဟာပညာတက်မြောက်မှုအားနည်းလို့အကြံဖတ်မှုတွေလုံနေတယ်ဆိုပြီးပြောဆိုလာပြန်ပါတယ်ဒါကတော့ယမန်နေ့ကပြူးလင်မြို့မှာရှိတဲ့အမှတ်၃အခြေခံပညာအထက်တန်းကျောင်းကိုအကြံဖတ်မဲအောင်လိုင်းသွားတဲ့အချိန်သူကိုယ်တိုင်ပြောသွားပြန်တာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီမှာအကြံဖတ်မဲအောင်လိုင်းအဓိကပြောသွားတာက လက်ရှိမြန်မာနိုင်ငံမှာမတည်ငြိမ်တဲ့နေရာတွေဟာပညာရေးအားနည်းတဲ့ဒေသတွေဖြစ်တဲ့အကြောင်းအဲ့ဒီဒေသကလူတွေဟာအတန်းပညာတက်မြောက်မှုအားနည်းပြီးတော့သိမြင်တွေးခေါ်နိုင်မှုအားနည်းတဲ့အတွက်အကြမ်းဖက်မှုတွေလုပ်နေကြတယ်ဆိုပြီးပြောသွားတာဖြစ်ပါတယ်အဲ့ဒီလိုပြောဆိုနေတဲ့အကြမ်းဖက်မင်းအွန်လိုင်းကိုယ်တိုင်ကပြီးခဲ့တဲ့မတ်လ9ရက်နေ့ကပဲဘယ်လာရုစ်နိုင်ငံမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်းနိုင်ငံတကာသတင်းမီဒီယာတွေအရှိမဆန့်ရှင်းဆိုတဲ့စီးပွားရေးပိတ်ဆို့ခံရရင် software ဆိုတဲ့ computer software တွေကအင်အားစုစည်းမှုပုံမရသွားမယ်ဆိုပြီးအင်္ဂလိပ်စကားလုံးနှစ်ခုကိုဘာမှမဆိုင်မဲ့အတိတ်ပဲတလွဲတွေပြောခဲ့တဲ့သူကိုယ်တိုင်အင်္ဂလိပ်လိုနားမလည်ပဲရန်တမ်းပြောခဲ့တဲ့အတွက်သူတို့စစ်တပ် lobby သတင်းစာတွေကနေတော့အဲ့ဒီလိုမှားယွင်းပြောဆိုခဲ့တယ်ဆိုပြီးအမားပြင်ဆင်ချက်အနေနဲ့ထုတ်ပြန်ခဲ့ဖို့ပါတည်တယ်အဲ့ဒီလို Belarus နိုင်ငံကသတင်းစာရှင်းလင်းပွဲအတွင်း ဆန်ရှင်နဲ့ဆော်ဝက်ဆိုတဲ့အင်္ဂလိပ်စကားလုံးနှစ်ခုကိုတေချာနားမလဲပဲအတိတ်ပဲတလွဲ့တွေကိုရန်တမ်းပြောခဲ့တဲ့အကျန်းဖတ်မင်းအောင်လိုင်းကခတ်တီတီနဲ့မြန်မာနိုင်ငံမှာမတည်ငြိမ်တဲ့နေရာတွေဟာပညာတက်မြောက်မှုအားနည်းလို့အကျန်းဖတ်မှုတွေလုံနေတယ်ဆိုပြီးပြောဆိုလာပြန်တာပဲဖြစ်ပါတယ်ခင်ဗျာတဖက်မှာတော့ကင်းပြည်နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အကျန်းဖတ်စစ်ကောင်စီရဲ့တပ်စခန်းတွေကို KNL ပူးပေါင်းတပ်တွေကတကူပိတကူသိမ်းပိုက်လာနေတဲ့အချိန် စေကောင်စီက GNU ဘဟုဌာနချုပ်ရုံးနေမြေအနီးကိုအသေးခံ drone 9စီးနဲ့ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ GNU သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဇွန်လ17ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲ။ GNU နဲ့ GNU တပ်မခွနစ်နေမြေက GNU ဘဟုဌာနချုပ်နေမြေအနီးကိုအကြံဖက်စေကောင်စီတပ်ကအသေးခံ drone 9စီးနဲ့ပစ်ခတ်တိုက်ခိုက်သွားပြီးလူထိခိုက်မှုတော့မရှိသေးဘူးလို့ဆိုပါတယ်။တစ်ဖက်မှာတော့ KNL ပူပေါင်းတပ်တွေဟာ GNU နဲ့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ဂျက်ဖက်စကောင်စီရဲ့တက်စကန်တွေကိုတခုပြီးတခုသိမ့်ပိုက်လာနေရမှာဇော်လာစေးရနေကပဲထိုင်းမာနေစမှာရှိတဲ့သူတို့စစ်တပ်ရဲ့ body စကန်0.2566စကန်ကုန်ကိုဒေါ်လာအင်တက်တွေကအပိသက်ထပ်မံသိမ့်ပိုက်လိုက်ပြန်ပြီးတဲ့နောက်မှာပဲစေကောင်စီဟာ GNU ဘ ਹੁ ဌာနချုပ်ရုံနေမြေအနီးကိုအသေးခံ drone 9စီးနဲ့ပြစ်ခတ်တိုက်ခိုက်သွားတာဖြစ်တယ်လို့ GNU သတင်းရှင်းပြကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ မကွေးတိုင်းပခုတ်ကူမြို့နယ်ကအနောက်မကြီးကန်ပြူစော့တီကျေးရွာစစ်တပ်စခန်းကိုတော်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သား9ဦးကတော့အသီးသီးသေကုန်ကြပြန်တဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးတဲ့နောက်သူတို့စစ်တပ်ကစစ်ကူတွေပါအသေးအံခေါ်ရတဲ့အထိဖြစ်သွားတယ်လို့အညာမြေတပေါင်းစုအဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇော်လာ၁၀ရက်နေ့ကပဲပခုတ်ကူမြို့နယ်ကအနောက်မကြီးကန်ပြူစော့တီကျေးရွာစစ်တပ်စခန်းကိုတော်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရမှာ စစ်တပ်ကပုံလုံးကိုသိမ်းပိုက်စီးနှင်းနိုင်ခဲ့တဲ့အထိတိုက်ပွဲပြင်းထန်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား9ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားပြီးတဲ့နောက်သူတို့စစ်တပ်ကနောက်ကိုစုံရင်စုံရင်နဲ့သူတို့ဘက်ကစစ်ကူတွေပါအသင်းအတန်ခေါ်ရတဲ့အထိဖြစ်သွားကြသလိုတိုက်ပွဲအတွင်းတော်လိုင်းရဲဘော်3ဦးလည်းဒဏ်ရာရခဲ့တယ်လို့အညာမြေတပေါင်းစုအဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ။ ဖက်မှာလေပဲခူးတိုင်းဖြူးမြို့နယ်ကရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့ဇေယဝတီမြို့ဘူတာယုံတကြားဆက်နဲ့စာကုန်းဂိတ်တွေမှာတက်ဆွဲထားတဲ့အကြံဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လိုင်းပူပေါင်းတက်တွေကဝိုင်းဝန်းတက်ခတ်မှုအတွေ့စေကောင်စီတပ်သား၄ဦးကတော့အတိအသေးတိတ်ကုန်ကြပြန်တဲ့အပြင်သူတို့စီကနေကားနှစ်စီးကိုပါတင်းစီရရှိထားတယ်လို့ဖြူးမြို့နယ်ပကပသတင်းရင်းမြစ်ကပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ10ရက်နေ့ကပဲ ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့ဇေယဝတိမြို့ဘူတာယုံတရားဇက်နဲ့စာကုန်းဂိတ်တွေမှာတက်ဆွဲထားတယ်။အကြပ်ဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လိုင်းပူပေါင်းတပ်တွေက drone စစ်စင်ရေးတွေအပါဝင်မြေပြင်ကနေပါဝိုင်းဝန်းတိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီတပ်သား၄ဦးကတော့အသေးသေးသေကုန်ကြပြန်တဲ့အပြင်ဇေယဝတိမြို့ဘူတာယုံနဲ့တရားဇက်ကစစ်ကောင်စီတပ်သားတွေနဲ့ပစ်ခတ်မှုအတွင်းကနေ သူတို့စစ်တပ်ရဲ့ကားနှစ်စီးကိုပါတော်လှန်ရေးတပ်တွေကတင်စီနိုင်ခဲ့တယ်လို့ဖြူးမြို့နယ်ပကပတတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီကနိုင်ငံတကာကိုလူကြားကောင်းအောင်အခုဇွန်လအကုန်တိသူတို့စစ်တပ်ဘက်ကနေအပြစ်ရပ်ထားပါတယ်ဆိုပြီးကြေညာထားပေမဲ့တစ်ဖက်မှာတော့လေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်လုပ်နေရမှာဒီကနေ့ဇွန်လ12ရက်နေ့မှာလေ ဒီအနယ်လေးတိမ့်ပိုက်ထားတဲ့နမ်မတူမြို့နယ်မန်လီကျေးရွာကိုလေနဲ့လာပြီးဘုံတွေကျဲချတက်ခိုက်သွားတယ်လို့ဒေသခံပြည်သူတချို့ကရန်ကုန်ခေတ်တွေကိုပြောထားတယ်လို့ဒီအနယ်လေးကလည်းထုတ်ပြန်ထားပါတယ်။ဒါကတော့ဒီကနေ့ဇွန်လ12ရက်နေ့မနက်အစောပိုင်းလူတွေအိတ်နေတဲ့အချိန်မှာပဲစစ်ကောင်စီတပ်ကဒီအနယ်လေးတိမ့်ပိုက်ထားတဲ့နမ်မတူမြို့နယ်ကရသပြည်သူတွေနေထိုင်ရာမန်လီကျေးရွာကိုလေနဲ့လာပြီးတော့ရည်ရွယ်ချက်ရှိရှိဘုံတွေကျဲချတက်ခိုက်သွားတယ်ဆိုပါတယ်။ ဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတက်ခိုက်မှုကြောင့်ဘုံကြီးကျောင်းနဲ့စာတင်ကျောင်းတွေအပါအဝင်နေအိမ်တွေလည်းပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကပြောထားသလို TNL ကလည်းသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာတဖက်မှာတော့ကုလသမဂ္ဂနဲ့အာဆီယံကမြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေရပ်ဖို့ထပ်ခါတလဲလဲတောင်းဆိုနေတဲ့ကြားကနေမြန်မာနိုင်ငံအခြေအနေဟာပုံမှုဆုတ်ယုတ်လာပြီးပြည်သူတွေရဲ့ဒုက္ခဆင်းရဲမှုတွေအဆိုးရွားဆုံးဖြစ်လာနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကုစလေတန်မှန်ကြီးဦးကျော်မိုးထွန်းကကုလအစည်းအဝေးမှာပြောဆိုလိုက်ပါတယ်။ဒါကတော့ဇွန်လ10ရက်နေ့ကပဲညယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှပြုလုပ်တဲ့အထွေထွေညီလာခံမှာတန်မှန်ကြီးဦးကျော်မိုးထွန်းကပြောသွားတာပါ။လက်ရှိမြန်မာနိုင်ငံမှာမြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့် နိုင်ငံရေးလုံခြုံရေးစီးပွားရေးလူသားစာနာမှုနဲ့လူအခွင့်အရေးအခြေအနေတွေဟာစိုးတက်ဆိုးလာနေပြီးအရသာပြည်သူတွေကြုံတွေ့နေရတဲ့ဒုက္ခဆင်းရဲတွေဟာအဆိုးရွားဆုံးအခြေအနေကိုရောက်နေပြီလို့တမ္မကြီးဥကြုံမုထွန်းကပြောသွားပါတယ်။တစ်ဖက်မှာလည်းကုလသမဂ္ဂနဲ့အာဆီယံကမြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေရပ်ဖို့ထပ်ခါတလဲလဲတောင်းဆိုနေတဲ့ကြားကအကြမ်းဖက်စစ်ကောင်စီဟာရသာပြည်သူတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေနဲ့ဘုံကျဲတပ်ဖြတ်မှုတွေဟာရပ်တန့်မသွားပဲပုံမှုဆိုးရွားလာနေတဲ့အတွက် နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့စစ်ကောင်စီကိုလေရင်စီနဲ့စစ်လက်နက်ပစ္စည်းကအစတနီးမုတ်တနီးနဲ့တွယ်ဝိုက်ထောက်ပံ့ပေးနေတာတွေကိုပါချက်ချင်းရပ်တန့်မှုနဲ့မြန်မာနိုင်ငံရဲ့အနာဂတ်ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့လဲအာဆီယံနဲ့နိုင်ငံကအနေနဲ့သက်ဆိုင်သူအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေပေါ်ဆောင်မှုစူးစမ်းတဲ့အခါအဓိကမြန်မာပြည်သူတွေရဲ့သဘောထားဆန္ဒနဲ့ကန့်ညီဖို့လိုအပ်တယ်လို့လေတမ္မကြီးဥကြုံမိုးထွန်းကကုလအစည်းအဝေးမှာထောက်ပြပြောဆိုတော့ပါတယ်ခင်ဗျ ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ